The Boys Ju Hak Nyon ရဲ့ပြည်တစားအရှုပ်ရှင်ဇွန်လ16ရက်နေ့မှာ The Boys မြန်မာဟောင်း Ju Hak Nyon ဟာတိုကျိုမှာဂျပန်လူကြီးကမင်းသမီးဟောင်းအာဆုကာကီရာရာနဲ့ပြည်တစားလုပ်ငန်းအတွက်တီးတန့်တွေ့ဆုံခဲ့ကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်ဂျူဟက်ညောင်းဟာ2025မေ29မှာတော့ကတိုကျိုမြို့ရဲ့တည်သံဘာတစ်ခုမှာအဆူကာကိုတွေ့ဆုံခဲ့တာပါ ။တည်င်းတွေအရသူတို့နှစ်ယောက်ဟာအတူတူရက်တောက်နေကြရင်ရင်းနှီးတဲ့ထိတွေ့ဆက်ဆံခြင်းတွေလူမြင်ကွင်းမှာလုပ်ခဲ့ကြတယ်လို့သိရပါဗျ။နောက်ထပ်ထွက်ပေါ်လာတဲ့တည်င်းတွေမှာဂျူဟက်ညောဟာအဲ့ဒီညမှာပဲခီရာရာကိုတီးတန့်တွေ့ဆုံဖို့ငွေပေးချေခဲ့ကြောင်းလည်းဖော်ပြလာကြပါဗျ။အစပထမတော့ဂျူဟက်ညောကဒီတည်င်းတွေကိုညင်းပါသေးတယ်။ဒါပေမဲ့လည်းအတွင်းပိုင်းစစ်ဆေးမှုတွေမှာအေဂျင်စီဘက်ကတက်သေးတွေပါချပြလာတော့ဂျူဟက်ညောလည်းဝန်ခံလိုက်ရတယ်လို့သိရပါဗျ။ဒီနောက်မှာတော့ဂျူဟက်ညောရဲ့အေဂျင်စီ100 label ကစာချုပ်ဖြတ်သိမ်းကြောင်းကြေညာလိုက်ပါတယ်။ Model influencer Asuka Kirara ဟာ Japan AV ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ထိတ်တန့်မင်းသမီးတစ်လက်ဖြစ်ခဲ့ပြီး agency ဘက်ကတော့ဘာမှထုတ်ပြန်ခြင်းမရှိသေးပါဘူး100 label ရဲ့တရားဝင်ထုတ်ပြန်ချက်မှာပြည်သက်တွေကိုတောင်းပန်ခဲ့ပြီး Ju Hal Nyong ကို agency ကရော The Voice ကပါထုတ်ပယ်လိုက်ကြောင်းအတည်ပြုလာခဲ့ပါတယ် agency ဘက်ကဂျန်နဲ့မန်မာရီကောင်းကောင်း promotion ဆက်လုပ်နိုင်မို့လဲကူညီပေးသွားမယ်လို့ပြောခဲ့ပါသေးတယ် Ju Hak Nyong ဟာ The Voice နဲ့2010ခုမှာစတင်ပွဲဦးထွက်ခဲ့ပြီး2025ဇွန်လအထိအဖွဲ့နဲ့အတူ promotion ဆင်းနေ ေခဲ့ပါသေးတယ်။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်ရှင်။